မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးဒေါံစန်းစုကြည်ကိုဖမ်းဆီးအကျဉ်းချထားတဲ့နေရာထက်မှန်ပြောင်းရွှေ့ဟုသတင်းထွက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါံစန်းစုကြည်ကိုစစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့နေရာကနေထက်မှန်ပြောင်းရွှေ့ထားလိုက်တယ်လို့နေပြည်တော်အချုပ်ထောင်နေနှိစက်သူတယောက်ကပြောပါတယ် ဘသူမှတွေ့ခွင့်မရသေးပါဘူးနေရပြောင်းသွားတော့အတိအကျမသိတော့ဘူးထက်ပြောင်းနေတဲ့တဆင်ပဲကြတာအဲ့ဒီကျွန်တော်တို့သိထားတဲ့နေရမှာတော့မရှိဘူးဆိုတာပဲသိတယ်အရင်နေပြီးတော့ကောင်းစီဘက်ပြောင်းနေလို့သိထားတယ်အဲ့ဒီကနေထက်ပြောင်းသွားတာနိုင်ငံကြီးယူဆရီနဲ့ဆိုင်တော့သူတို့ဘလို့တွေးထားလဲတော့သဘောမပေါက်ဘူးလက်ရှိလူအာနာရှိတဲ့လူကသူတို့အတွေးခေါ်ယူဆရီကတဘာဝအတိုင်းမဟုတ်ရင်တော့ကျန်တာတွေးလို့မရဘူးကျွန်တော်ယူဆကတော့အဲ့ဒီလောက်ကျမကြီးဆူဆူရွရွဘာမှမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ဒါကလေကျွန်တော်တို့ကထုတ်ပြောလို့မရဘူး ဘူးနိုင်ငံရေးအရာဆိုတော့အသက်ရွယ်နဲ့ကျန်းမာရေးအရာခံမရရင်တော့စိုးရိမ်စရာရှိတာပေါ့သူကတတိနဲ့နေတာများတယ်ဖခင်တရားနဲ့နေတော့ကျန်းမာရေးအရာအစားအသောက်နဲ့ပတ်ဝန်းကျင်ကြောင့်ကလွှဲလို့ကျန်းနာဘာမှမဖြစ်နိုင်ဘူးဟုလက်ကောင်းကပြောပါတယ် မြန်မာပြည်သူလူထုရဲ့ဆန္ဒအမှန်ကိုလေးစားအတိမဲ့ပြဖို့နဲ့အာဏာသိမ်းစစ်တပ်ကကျင်းပမယ့်တရားမဝင်ရွေးကောက်ပွဲကိုအတိမဲ့မပြုဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနိုင်ငံတကာကောင်ဆောင်တွေနဲ့အစိုးရတွေကိုကြေညာချက်ထုတ်ပြန်တိုက်တွန်းတောင်းဆိုလိုက်ပြီးနောက်အဲ့ဒီသတင်းထွက်ပေါ်လာတာပါလူထုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီကဆက်အာဏာစသိမ်းတဲ့2021ဖေဖော်ဝါရီတရက်နေ့ကစပြီးနေပြည်တော်ကလျှို့ဝှက်နေရာတခုမှာထိမ့်သိမ်းခဲ့ပြီးရုံးထုတ်စစ်ဆေးခဲ့တာပါ 2022ခုနှစ်ဇွန်လမှာဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်မှာပြောင်းရွှေ့ထိန်းသိမ်းထားကြောင်းစစ်ကောင်စီကတရင်ထုတ်ပြန်ခဲ့ပြီး2024ခုဧပြီလမှာနေပြည်တော်အချုပ်ထောင်ကနေနေပြည်တော်ကောင်စီနယ်မြေဒုဝန်ကြီးအစီအနေတစ်ခုကိုပြောင်းရွှေ့ထိန်းသိမ်းခဲ့တယ်လို့တရင်တွေထွက်ပေါ်ခဲ့ပါတယ်။အခုလက်တလောမှာတော့နေပြည်တော်ကောင်စီဒုဝန်ကြီးအစီအနေကနေနောက်ထပ်နေရာတစ်တခုကိုပြောင်းရွှေ့ထားကြောင်းတရင်တွေထွက်ပြီးထွက်ပေါ်ခဲ့တာပါ။ပြည်ကလေးရပိုင်းတွင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟုအလုံးမှုဆောင်တွင်ဖြစ်တဲ့ဒေါက်တာ တင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ဒေါအောင်ဆန်းစုကြည်ကိုတွေ့ခွင့်ရခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့သတင်းမှသာဖြစ်တယ်လို့ပါတီဘက်ကတုံ့ပြန်ထားပါတယ်။ NND ဘဟုအလုပ်ကော်မတီဦးကျော်ထွေးက မြန်မာဒီမိုကရေစီရဲ့အန်ကွန်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုသူတို့အသေးအကြောက်ကြတယ်ဗျဒါကြောင့်ဒေါအောင်ဆန်းစုကြည်အပေါ်မှာပြည်သူလူထုကဒီနေ့အထိယုံကြည်အားကိုချစ်ခင်နေကြတော့မယ်ဆိုတာကိုဒီစစ်အုပ်စုတွေကသိတဲ့ဒေါအောင်ဆန်းစုကြည်နောက်မှာပြည်သူလူထုတရက်လုံးရပ်တည်နေကြတာရှိပါတယ်ဒါကြောင့်မို့လို့ဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူလူထုဝေးနေအောင်မတရား အမှုတွေဆင်ပြီးတော့ဖမ်းဆီးထားတာဖြစ်ပါတယ်ဒီစေုပ်စုကသူတို့မရှုနိုင်မကယ်နိုင်အကျဉ်းဆိုင်လိုက်ရင်ထွက်ပေါက်အဖြစ်ပေးယူလို့ဖို့အတုံးချဖို့တစားကန်လှုပ်ထားတာလို့လည်းမြင်ပါတယ်ဒီအချိန်မှာသူတို့မျက်ွယ်ပြုထားနိုင်ပေမဲ့ဒါမျိုးကိုတော့သူတို့အကြကြီးထိန်းထားနိုင်မယ်လို့မမြင်ပါဘူးခမရဟုပြောပါတယ် ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကပုံမှန်14ခုအတွက်ထောင်ဒဏ်28နှစ်ချမှတ်ထားတာပါ2020ရွေးကောက်ပွဲမှာမဲစင်းအမလို့အာနာသိန်းနာလို့စစ်ကောင်စီကအကြောင်းပြချက်ပေးခဲ့ပေမယ့်ဒေါအောင်ဆန်းစုကြည်ကိုလက်တွေ့တရားစွဲဆိုရုံးတင်ရမှာတော့ရွေးကောက်ပွဲတရားမေ့ပြုချင်တာနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုသာပါဝင်ခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ဟာ2022ခုနှစ်ဒီဇင်ဘာလမှာရှေ့နေဖွဲ့နဲ့နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီးအဲ့ဒီနောက်ပိုင်းအခြေအနေတွေကိုစစ်ကောင်စီကတရင်အမောင်းချထားခဲ့တာပါ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှဦးထွန်းကြည်ကဘယ်နေရာရောက်နေမှလည်းမသိဘူးဘလို့အခက်အခဲအကျက်တဲစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရမှလည်းမသိဘူးဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကတိုင်းပြည်ရဲ့ကျမ်းမာရေးပဲဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေကတိုင်းပြည်ရဲ့အခြေအနေပေါ့နိုင်ငံတကာကစင်ရဆွတ်ကောင်မင်းအောင်လိုက်ကိုတောက်လျှောက်ဖိအားပေးနေတဲ့အခြေအနေမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟောဖြစ်နေတဲ့ဖိအားတွေကိုဖုံးဖိခြင်းနဲ့အခါကျတော့ဒီလိုပုံစံသတင်းမျိုးတွေထုတ်နေသလားပေါ့စစ်ကောင်မရှင်နေနေကသူတို့ကဖမ်းထားတဲ့သူဖမ်းတာလေမင်းတို့ပဲတရားရုံးတင်တာလေ င်းတို့ပဲထောင်ချတာလဲသူတို့ပဲအဲ့ဒီအတွက်ကြောင့်မလို့တကယ်တကယ်တာဝန်ရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့စစ်ကော်မရှင်နေနဲ့ဒီကိစ္စကိုအမြင့်ဆုံးတင်းထုတ်ပြန်ပေးဖို့လိုတယ်ဟုပြောပါတယ်စေဆိုးရဆက်ဆက်မှာဒေါ်အောင်ဆန်းစုကြည်ကအခုဒီချိန်နဲ့ဆိုရင်၄ချိန်မြောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်ထိနေအကျေချုပ်ပါဝင်အကျဉ်းထောင်ထဲမှာနေရတဲ့အချိန်ကစုစုပေါင်း၁၆နှစ်ထိရှိနေပြီလို့ဒီတိန်ချေဆိုင်လူခွင့်ရေးဆောင်ကြည့်ရေးဖွဲ့ မမကမ်ပိန်း UK ကထုတ်ပြန်ပါတယ်ဒေါ်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွတ်ပေးဖို့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအချင်းချင်းတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကလင့်လူရှုထားခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာလည်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့တိုက်တွန်းခဲ့တာရှိပါတယ်အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကုန်စလဲကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့စစ်ကောင်စီကိုတောင်းဆိုထားပေမဲ့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ော့ရာဇဝမှုဂျွလွန်ပင်ရာဇဝပြစ်ခံခံရတဲ့ထောင်ကျတွေနဲ့တွေ့ခွင့်မပေးနိုင်ဘူးလို့ပြောထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့တရုတ်အပေါ်အခွန်လျှော့ချပြီးမြေရှားတထုဆိုင်ရာအတားအဆီးမရှိတော့ဘူးလို့ထရန့်ကြေညာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားနိုင်ငံချင်းပေမျိုးမှာတရုတ်သမ္မတရှီချင်းဖြင့်နေဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်အပေါ်အခွန်လျှော့ချလိုက်ကြောင်းနဲ့မြေရှားတထုဆိုင်ရာအတားအဆီးတွေမရှိတော့ဘူးလို့ကြေညာပါတယ်။တရုတ်နဲ့အမေရိကန်တို့များမကြမီကုန်သွယ်ရေးသဘောတူညီမှုတည်းရဲ့လက်မဲ့ရေးထိုးနိုင်တော့မယ်လို့လည်းထရန့်ကပြောပါတယ်။ အမေရိကန်ကအခွန်တွေလျှော့ချလိုက်တာဟာတရုတ်အနိုင်ရတာဖြစ်ပေမဲ့ဘီဂျင်းရဲ့တုံ့ပြန်မှုကိုသိရချိန်မှာပဲစူပါအင်အားကြီးနှစ်နိုင်ငံကြားအပင်းယူတွေကိုသိရှိရမှာဖြစ်ပါတယ်။လောလောဆယ်မှာတော့အမေရိကန်ရဲ့မြေရှားတပ်ထုအုံပြုနိုင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စပြေလည်သွားပြီလို့ထရန့်ကပြောပါတယ်။တရုတ်ပိုင်ဆိုင်တာတဲ့လူမှုမီဒီယာ TikTok ပေါ်အမေရိကန်လုပ်ငန်းတစ်ခုခုကိုရောင်းချရင်းနဲ့ပတ်သက်တဲ့နောက်ဆုံးသဘောတူညီမှုကိုလည်းမကြားသိရသေးဘူးလို့သတင်းထောက်တွေကပြောပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံ နိုင်ငံခြားမှာတင်မာမှုတွေမြင့်တက်လာပြီးနောက်ထရန့်ရဲ့ခုလိုကြီးညာချက်တွေကိုနှစ်ဖက်ပြည်လည်မှုရရှိတယ်လို့ပဲမှတ်ယူထားရမှာဖြစ်ပါတယ်။တရုတ်ကအမေရိကန်ပေးပီးဆက်တွေကိုပြန်ဝင်မယ်လို့ပြောတာကြောင့်အမေရိကန်တောင်သူတွေအယံဝမ်းသာရတော့မယ်လို့လည်းထရန့်ကပြောပါတယ်။ပေးပီးဆက်ပြင်အခြားစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အလက်စကာကတွဲရှိတဲ့စွမ်းအင်တွေကိုလည်းတရုတ်ကဝယ်ယူအောင်မှာဖြစ်တယ်လို့ထရန့်ကပြောပါတယ်။တရုတ်ကမြေရှားတပ်ထုတင်ပို့မှုရပ်ဆိုင်ထားတာကိုဆုံးသက်တော့မှာဖြစ်ပြီး ဖက်ဒနိုင်းမူရစ်စေပြဿနာဖြေရှင်ရလေအမေရိကန်ကိုကူညီပေးသွားမယ်လို့သိရပါတယ်။မိမိတို့နှစ်နိုင်ငံကြားချိန်မာတဲ့အပြန်လည်လေးစားမှုရှိတယ်လို့လည်းထရန့်ကပြောပါတယ်။တောင်ကိုရီးယားမှာတွေ့ဆုံပြီးသမရရှိကနှစ်နိုင်ငံစလုံးအနေနဲ့အဓိက ကုန်သွယ်ရေးပြဿနာတွေကိုဖြေရှင်ရင်ဘုံသဘောတူညီမှုရရှိခဲ့တယ်လို့ပြောကြားကြောင်းတရုတ်နိုင်ငံပိုင်းမီဒီယာကဖော်ပြပါတယ်။ပေကျင်းကပို့ကုန်ထိန်းချုပ်ရေးအစီအစဉ်တွေကြီးညာထားပေမယ့်ထရန့်နဲ့ဆွေးနွေးမှုပြီးတဲ့နောက်အဲ့ဒီအစီအစဉ်တွေအကောင့်ထည့်ဖို့ရင်တနေ့ရက်ဆိုင်နိုင်ရပြီလို့ကြေညာပါတယ်။ဒါပေမဲ့ထရန့်နဲ့ရှိ G20 ချင်းပြင်းတို့ကြောင့်သဘောတူညီမှုတစ်ခုမှလက်မဲ့ရေးထိုးထားတာမရှိခဲ့ပါဘူး။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့မန္တလေးပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီးကုန်းရက်ွက်အတွင်းရှိနေ900ကျော်နေဖုန်ကြီးကျောင်းများကိုကျူးကျော်ဟုဆိုကစစ်တပ်နဲ့စစ်ဘင်ကအင်အားသုံးဖြည့်စီလူဦးရေထောင်နေချီအိုမဲအိမဲဖြစ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီးကုန်းရက်ွက်အကွမ်းအမဲ916ကကြီး ဘူပိုင်အကွမ်းအမဲ့တင်ငါ6ကကြီးတင်ငါ6ခခွေတွင်ရှိပြည်သူနေ900ကျော်နှင့်ဘုံကြီးเจ้าကိုကျူးကျော်ဦးဆိုကစစ်တပ်နဲ့စီပင်ကအတင်းကျပ်ဖြစ်စီသွားကြောင်းဒေသပြည်သူများထံကသိရပါသည်ယမန်နေအောက်တိုဘာ30ရက်စစ်တပ်နဲ့စီပင်ကမွေးတော်ကြီးကုန်းရက်ွက်တွင်ကိုအီအာသုံးဝင်ရောက်ဖြစ်စီခဲ့ခြင်းဖြစ်ပြီးအောက်တိုဘာ28ရက်နေ့ကလေးကစစ်တပ်နဲ့စီပင်က လော့စပီကာဖြင့်နေအများဖြစ်စီမည်ဟုအဟိခဲ့ကြောင်းစစ်တပ်၏အတင်းကျပ်ဖြစ်စီမှုကြောင်းနေအများစွာဖြင့်ဘုံကြီးเจ้าမှာအဖြစ်ခံရကြောင်းသိရပါသည် အစောပိုင်းရက်ကွက်ကိုစစ်တပ်နှင့်စီပင်ကကျူးကျော်အစိုးကအချင်းချင်းချင်းချောက်ခဲ့ရမှာနောက်ဆုံးတွင်အင်အားသုံးဖြည့်ဆည်းခဲ့ခြင်းဖြစ်ကြောင်း2024ခုနှစ်ဒီဇင်ဘာ29ရက်နေ့ကတကြိမ်2025ခုနှစ်ဇန်နဝါရီ10ရက်နေ့ကတကြိမ်နဲ့အောက်တိုဘာ10ရက်နေ့ကတကြိမ်စာဖို့ချင်းချောက်ခဲ့ကြောင်းအောက်တိုဘာ30ရက်မှာစစ်တပ်နှင့်စီပင်ကမြေကော်ဆက်ဘူရိုစာဖြင့်လာရောက်ဖြည့်ဆည်းသွားခြင်းဖြစ်ကြောင်းသိရပါသည် အဆိုပါပြည်ကြီးတကုံမျိုးနယ်ငွေတော်ကြီးကုန်းရက်ကွက်အကွက်မဲ့96ကကြီးဥပိုင်အကွက်မဲ့196ကကြီး196ခခွေတွင် ပြည်သူများမှဘိုးဘွားအစဉ်ဆက်နေထိုင်လာကြခြင်းဖြစ်ကြောင်းယခုခါရက်ကွက်မှာရေမီအပြည့်စုံဖြင့်စီကားလာပြီးဖြစ်သောကြောင့်လုပ်ငန်းရှင်များကစစ်တပ်အရာရှိများစီးပင်းအရာရှိများရက်ကွက်အုပ်ချုပ်ရေးမှူးရက်ကွက်ပြူစောထင်းများနှင့်ပူးပေါင်းက မတရားသိမ်းယူနေခြင်းဖြစ်ကြောင်းသိရပါသည် အော်တိုဘန်လ16ရက်နေ့ကလည်းအောင်မြေသာဇံမြို့နယ်86လမ်း၊၉လမ်း၊ဆယ်လမ်းကြားမြောင်းအရှိကဲ့ရဲ့ရှိအိမ်များနဲ့ရှင်းလမ်း86လမ်းမှာနေအိမ်များကိုစစ်တပ်နဲ့စီပင်ကကျူးကျော်မှုဆိုကဖျက်ဆီးခဲ့တဲ့ကြောင်းသိရှိရပါတယ်။